မ္မာနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုကြီးကြပ်နိုင်ဖို့အတွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းအစဉ်အဆင့်မှာနိုင်ငံဝန်ထမ်းတွေအားတာဝန်ပေးရဖို့စီစဉ်လာခြင်းကဘာကြောင့်ဖြစ်နိုင်လဲဆိုတဲ့အပေါ်စီးရင်းနဲ့နိုင်ငံရေးကက်ခက်တွေကြောင့်အမျိုးမျိုးသုံးသပ်လျက်ရှိနေပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှာ14ပါပြဋ္ဌာန်းချက်ကိုရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းအစဉ်အဆင့်ကိုဖွဲ့စည်းရမှာအများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်တွေနဲ့ဖြစ်စေနိုင်ငံဝန်ထမ်းတွေနဲ့ဖြစ်စေ အနည်းဆုံး၃ဦးနဲ့ဖွဲ့စည်းရမယ်။ဒီပုဂ္ဂိုလ်တွေအနက်တင့်လျော်သူတဦးကိုဥက္ကဋ္ဌအဖြစ်တာဝန်ပေးရမယ်။သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိကိုအတွင်ရေးမှုအဖြစ်တာဝန်ပေးရရမယ်လို့2025ခုနှစ်ဇွန်လ19ရက်ကပြင်ဆင်ခဲ့ပါတယ်။ရွေးကောက်ပွဲကိုမဖြစ်မနေဖြတ်မယ်လို့ချိန်ချောက်မှုတွေကြောင့်အရက်သားတွေကရွေးကောက်ပွဲကော်မရှင်အဖွဲ့အခွဲတွေမှာပါဝင်ဖို့ခက်ခဲတဲ့အတွက်နိုင်ငံဝန်ထမ်းတွေကိုအစားထိုးတာဝန်ပေးနိုင်ဖို့အတွက်ပြင်ဆင်တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှဒီမိုကရာဦးထောင်ကျော်ကဆီယန်နယ်သတင်းဌာနကိုပြောပါရယ်။ကြီးရတဲ့ပုံစံပေါ့နော်။ဒီတစ်ခါရေစောက်ပွဲရဲ့ရေစောက်ပွဲကိုပြောင်းဖြစ်နိုင်ရဲ့ဆိုပြီးတော့ပြောထားတဲ့လူတွေလည်းရှိတယ်။အဲတမတမကြတဲ့မျိုးပေါ်မှာရှိတဲ့လူတွေရဲ့ပြမီရဖားတွေဟိုတာဝန်ရှင်ဆောင်ရွက်ဖို့ကသူတို့ရဲ့အန်ဒီယိုစိုးရင်ရတဲ့အနေအထားမျိုးရှိတော့တောင်းတောင်းကမလုပ်ကြတဲ့အတွက်ကြောင့်နိုင်ငံဝန်တန်းမျိုးတောင်းဝန်ပေးမယ်ဆိုတော့အမျိုးဖြစ်နိုင်မှာခြံတယ် 如果唔會嘅，講到依家時，如果唔會之後都唔係最好，比較好，我比較睇嚟，即係佢真係。但係我問下你咩，佢邊啲地方做得先？我問下你啲，咁有第二個啦，兩兩月，誒兩兩兩七八萬，或者八八五，所以嘅含義，但係你要本身可能係個事業，因為你睇下佢買嘅，就算啦，你啱啱問下你係後面加我吧，你嘅目標係啲一個嘅，一個將到做咩嘅嘢嚟做嘅，得啦喎。 ဘလို့ပဲဖြစ်ဖြစ်ရံမျိုးမျိုးကနေလောက်လောက်နိုင်ငံဝန်ထမ်းတွေလောက်လောက်အဲရိုနေနေတန်းကြီးကိုအများဆုံးကြောင်းစီနေတာပေါ့နော်ဘလို့ပဲနိုင်နိုင်မို့လေအဲတမရောနဲ့အမယူထားတာထပ်ပါလို့ရှင်ဒီရက်ဖက်အုပ်ချုပ်ရေးဆိုမှပဲနိုင်ငံတကာရဲ့လက်ခံမှုဘာမှုကလည်းရှိတဲ့အခါကျတော့တန်းကြီးရက်ကဘွယ်ဖြစ်ဖို့အတွက်ကတော့အာငယ်လို့ကတော့သဘောတူပါတယ်ပူပေါင်းနဲ့ဆောင်ရွက်ပါမှာပေါ့ပြည်တော်စုရက်ကဘွယ်ကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကိုပြဋ္ဌာန်းလိုက်တယ်လို့နာဆကဥက္ကရာဝေချုံမှုကြီးမြောင်းလိုင်းကဇွန်လ16ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ် ယ်။နိုင်ငံဝန်ထမ်းတွေကိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်နိုင်တဲ့ဥပဒေပြင်ဆင်ပြဋ္ဌာန်းမှုအပေါ်မှာအကျိုးသက်ရောက်မှုတိတ်မရှိဘူးလို့မြင်မိကြောင်းမဟုတ်တာလို့ရင်ယာရုပြုံမှာဖြစ်တဲ့အတွက်နိုင်ငံဝန်ထမ်းကိုရွေးကောက်အဖွဲ့ကအစဉ်စဉ်မှာတာဝန်ပေးမှုကရွေးကောက်ပွဲတမတမတ်ပို့ချနိုင်ကြောင်းတိုင်းလိုင်ရှမ်းပြည်မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးဆိုင်ထေအောင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရစေ။အဲအကျိုးသက်ရောက်မှုကတော့ တင်းချင်းနေမှာဟောမှန်တဲ့ရေကောက်ပွဲတွေလိုပဲပေါ့နော်ဒီ အခုကဟိုဒါဝန်ထမ်းဖြစ်သွားပြီဆိုရင်လည်းတိုင်ရပြုတ်ကြရင်ဒါလည်းသူတို့မတရားလုပ်တာနဲ့နိုင်ငံရေးပါတီကတိုင်ရလို့ပြုတ်သွားမှလည်းဆိုရင်လည်းအပိုင်းလေးတွေချိနေမှာဆိုရင်တော့သူတို့ဒါမမကကလုပ်ဖို့တော့များလာပေါ့သူကတစ်ဖက်ပါတီကိုလည်းပါကောင်းပါပါတယ်ပြည်ပြည်ကြားထဲကနေဒီမှာကျွန်တော်တို့အတွေ့အကြုံရဆိုရင်တော့ဒီ2020ရေကောက်ပွဲတုန်းကဆိုကော်မရှင်ကိုယ်တိုင်ကမှဒီ AND ပါတီဘက်ကိုလုံလုံရရပါလာတာပေါ့နော်အဲမဲမတမာမှုတွေကိုကျွန်တော်တို့ကတပ်ပုံတွေရိုက်ဗီဒီယိုတွေရိုက်ရိုက် ီးမှဒီကော်မရှင်ကိုတိုင်ကော်မရှင်ကဆုံးပြီးစီဝေးခေါ်နိုင်ငံရေးပါတယ်ခေါ်ပြီးမှဒီကျွန်တော်တို့က projector နဲ့ထိုးပြအဲဒီစာရေးလုပ်တဲ့အခါဒီမဲထဲတဲ့ညာတပ်ဖို့ရိုက်ခွင့်မရှိဆိုတာရှင်းလို့မသိဘူးလားပေါ့တစ်ခါတည်းဘုရားကတရားလုံးတဲ့ကိစ္စကိုကျွန်တော်မှတန်းယူကြတာအခုလိုကြလာနိုင်ငံဝန်ထမ်းလို့ remit ဖြစ်လာရင်ကျွန်တော်တို့နိုင်ငံရေးပါတီရတဲ့ငြိမ်ငြိမ်မှမို့တိုင်ကြရင်တော့ဒီပြုတ်သွားနိုင်တယ်ပြုတ်သွားတဲ့အပိုင်းကဏ္ဍတွေကြရင်တော့ဒီကလည်းထားမယ်မဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်တာပါနော်ဟိုတုန်းကဖြစ်ဖြစ်တဲ့မတရားမှုတွေကိုတော့သူကတော့ အဲ့ဒီပုံစံကိုတစ်ချက်တစ်ခါကိုလိုက်နေလို့တော့ကျွန်တော်မထင်ဘူးပေါ့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာအပိုင်းလိုက်ခွဲပြီးကျင်းပမှာဖြစ်ကြောင်းရွေးကောက်ပွဲအနိုင်ရရှိတဲ့ပါတီကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်ကြောင်းရွေးကောက်ပွဲကိုဂုဏ်သိက္ခာရှိတဲ့ရွေးကောက်ပွဲဖြစ်စေလို့ကြောင်းဂုဏ်သိက္ခာရှိတဲ့လွတ်တော်တရက်ပေါ်ပေါ်လာစေလို့ကြောင်း နန်းစာကဥက္ကရာဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောထားပါဗျ။တိုင်းရင်းသားလက်နက်ကိုင်တွေအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF တို့ကတော့နန်းစာကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖြန့်မယ်လို့ထုတ်ပြန်ကြေညာထားပါဗျ။